မိုင်စုံခမင်္ဂလာပါနော်နမုနာဒေတာချန်နမပြန်လဲကြိုဆိုလိုက်ပါရရှင်တရုတ်ပြည်ကွမ်ကျုံမြို့ပီကျင်းရုတ်ကိုတလဲတဲ့အတွေ့အကြုံကိုမျှဝေတော်ပြမှာဖြစ်ပါရရှင်ဒါအပြင်ပီကျင်းရုတ်အကြောင်းပြောမယ်ဆိုလို့ရှင်တော့အခုလိုမျိုးစားစရာတွေပေါ်ကျွေးွားတဲ့နေရာလေးတစ်ခုဖြစ်ပါတယ်ဒီအပြင်ကမှ shopping ကလည်း retail shopping အတွက်ဆိုရင်အရန်အဆင်ပြေပါတယ်ပေါ်တာကနေဈေးကြီးရဲ့အထိအရာအလုံးရှိပါတယ်ပြီးတော့တရုတ်ပြည်ရဲ့ traditional ပြထားတဲ့ရိုးရာပြပွဲလေးတွေလည်းမြင်တွေ့ရမှာဖြစ်ပါတယ်ရှင်။အဲ့တော့ကွန်ကျုံရောက်ရင်မဖြစ်မနေတလဲရမယ့်နေရာဖြစ်ပါတယ်။ညနေခင်းလေးတစ်ခုဒါလီယာတော့ပီကျင်းမက်ထရိုစတေရှင်ကနေထွက်လာတဲ့ပတ်ဝန်းကျင်နေရာလေးပေါ့နော်။ဒါပေမဲ့ကျမကတော့မက်ထရိုစီပြီးလာတာမဟုတ်ပါဘူး။ကျမဗီဒီယိုတွေကိုကြည့်ดูနေဆိုရင်တော့ဒီမှာပါ။ကျမဟေချူးစကွဲနားမှာနေတာ။ဟေချူးစကွဲကနေဒီနေရာကိုလမ်းလျှောက်လာလို့ရှင်။နိုင်ဝက်လောက်ကြာပါတယ်ရှင်။လမ်းလျှောက်လာတဲ့ရည်ရွယ်ချက်ကတော့ဆက်စုချင်လို့ပါရှင်။ ဒီဆိုင်လေးကအထင်းဝင်လိုက်တော့လဲချစ်စရာလေးအပြင်မှာကမာတွေกินနေတာတွေ့လို့ပေါ့နော်ကမာกินစားချင်လို့ကျွန်မဒီဆိုင်ထဲကိုဝင်ခဲ့တာဖြစ်ပါတယ်ဆိုင်ထဲရောက်တော့လဲဆိုင်ကချစ်စရာကောင်းတဲ့အပြင်ကိုမှပေါ့နော်အဲ့မှာ sauce တွေကလည်းကိုယ်စိတ်တိုင်းကြဆက်စားလို့ရတယ်သူကဒီဆိုင်မှာ hot pot လည်းရောင်းတယ်တခြားချက်ဟင်းတွေလည်းရောင်းတယ်ပေါ့နော်ကျွန်မဘိုင်းဆန်တလောက်ဘာဒီမှာစားလဲဆက်ပြီးတော့ကြည့်လိုက်ကြရအောင်နော်အသက်ကတော့ရင်နွေးချမ်းတော့ကျမရင်နွေးချမ်းတော့ရှမ်းတဘောကြတယ်ဒါလီကတော့ဝက် အသွင်းကလီစာတွေပေါ့နော်အဲ့ဒါတွေကိုချက်ထားတယ်။ဆိုင်ရှင်ကမိတ်ဆက်တာပေါ့နော်သူဆိုင်မှာဒါအရန်စားကောင်းတယ်ဆိုလို့စားကြည့်တာပါ။ဒါကတော့ခုနကျမပြောတဲ့ကမာကင်ပေါ့နော်ကမာကင်ကလေလက်ဆက်ပြီးတော့တော်တော်စားကောင်းတာတည်လားအပေါ်ကသူက sauce တည်ရလေစွတ်တွန်ဖြူနေပေါ့နော်ဆိုတော့မှွေးပြီးတော့လေကျမပြောချင်တာကွန်ကျုံတလဲလို့ရှင်ပေါ့နော်ဒါလမ်းဘေးတော်တော်များများမှာအလွယ်တကူတွေ့ရတဲ့ဟာလို့ပြောလို့ရပါတယ်ဒါလေးကတော့နောက်တည့်ရက်မနက်ပါရှင်နောက်တည့်ရက်မနက် လဲပြီးကျင်းရုပ်ပဲပေါ့နော်သူကအရန်ကြီးတယ်လဲလို့ပတ်လို့ကတော့ပြီးဆုံးဖို့မလွယ်ပါဘူးရှင်ကျွန်တော် ွန်ကျုံရောက်လို့ရှိရင်လေစားခဲ့ရမယ့်အရာရှိသေးတယ်အဲ့ဒါကတော့ dim sum ကွန်ကျုံရဲ့ dim sum ကလည်းရမ်းနာမည်ကြီးတယ်ပေါ့နော်ကျမကအဲ့ဒီ dim sum ဆိုင်တစ်ခုတွေ့ခဲ့တယ်အဲ့ဒီ dim sum ကိုစားချင်လို့ဒိုပေတီစောင့်ရမှာမလို့သူတို့ကဆိုင်ကိုအချိန်ပိုင်းနဲ့အဖွင့်အပိတ်ရှိတာပေါ့နော်အဲ့ဒါနဲ့အချိန်ဖြုံးရင်းနဲ့ဒီဘက်ခြမ်းကိုလာပြီးတော့မှပတ်နေတာပါခဏနေဘလို့တင်ဆက်နေစားမလဲဆိုတာကိုစောင့်ကြည့်ပြီးပါ ဟဲကြီးလိုက်ပါအောင်ကျမရဲ့အနောက်မှာ enemy လေးမထင်မဲ့ပဲရုတ်တရက်တွေ့ရတာ oops enemy လေးပါရှင် enemy flower တွေဒါလီယာတော့တရုတ်လူမျိုးဆိုရင်တော့သိပြီးသားဖြစ်မှာပါတရုတ်လူမျိုးမဟုတ်ဘူးဆိုလို့ရှိရင်တော့ဒါကတရုတ်လူမျိုးရဲ့လူမျိုးစုတစ်ခုထဲကပေါ့နော်တဲဂျူးဆိုတဲ့လူမျိုးစုရဲ့ဂျူးရာတွေကို ပြဟားတဲ့ပြတဲ့အသေးစားလို့ပဲပြောရမလားပေါ့နော် လက်မှုပညာမျက်နှိုးတဲ့သူတွေအတွက်တော့ရန်ကုန်အဆင်ပြေတဲ့လေးလာခွင့်ရတဲ့နေရာလေးတစ်ခုပါရှင် လမ်းဘေးမှာရောင်းတဲ့ dim sum နေလေလေအရန်ကိုစားကောင်းပါတယ်ခုနတော့ငါကျမပြောတဲ့ dim sum ဆိုင်ကို ရောက်ပါပြီရှင် long queue เนาะအကြာကြီးပဲတန်းစီမှာစားရတာជីជីအဲ့မှာသူများတန်းထိုင်စီနေရကိုရီးယားစောစောစီစီဆိုင်ဖွင့်ဖွင့်ချင်းချိန်ကိုဖမ်းပြီးတော့มาတော့လို့တာအဲ့လောက်ကြီးအကြာကြီး queue မဆောင်ရဘူးပေါ့เนาะအထူးအဆန်းเนาะရေနွေးချမ်းက staff ကဝန်ဆောင်မှုပေးတယ်အဲ့ဟာလေအရသာတစ်မျိုး မိုက်စ်နေရောတရုတ်ပြည်ကတော့တကယ်ပါပဲရင်ဝင်ကျန်းအရန်ကိုကောက်ပါတယ်ဒါတော့လူတိုင်းသိပြီးသားကိစ္စပါနော်ကျမကစံပြုတ်ကိုมาတယ်စံပြုတ်ကအသားဖက်ရဲ့စီးပဲဥရဲ့ပါတယ်အဲ့ဒါတော့ရေကြက်ကျော်လို့ကျမထင်တာပဲအဲ့နှစ်ခုကိုတွဲဖက်စားတယ်လိုက်ဖက်မှုကြီးကအသက်ပဲတိလား ပြီးတော့မှကျမနောက်ထပ်မာတာကြတော့ပဇွန်လိတ်ကလေးမာတယ်ပေါ့နော်ပဇွန်လိတ်ကဘလို့လဲဆိုတော့အထဲမှာပဇွန်အပြင်တစ်ပတ်ကကျွတ်ကလေးဟိုအပြင်ဆုံးအနီရာကြတော့ကောက်ငင်းလိုမျိုးပေါ့နော်တော်တော်လေးကိုစားကောင်းတယ်သူရဲ့ sauce နဲ့ကျမကွန်ကျုံမှစားခဲ့တာတော့ဒါအကျိုက်ဆုံးပဲရှင့်ဒါတော့ဘာရဲ့မဟုတ်ပါဘူးသူတို့ဒီတိုက်အမြင့်ကြီးမှာလှုပ်ထားတဲ့ LED light ပေါ့နော်အဲ့ LED light နဲ့ကျမဘယ်လိုကစားလဲဆိုတာစောင့်ကြည့်လိုက်နော် အရင်စစ်စရာကောင်းတော့ LED light ကိုပြောရနော်ဟာတအမြင်နဲ့ကြည့်လိုက်အောင်နော်အဲ့နေကကျွန်မ makeup မပြင်ထားလို့ app နဲ့ makeup ပြင်လိုက်တာအဖိုးကြီးပါမကျဘူး ြည်ချင်းရောက်မှာ high တီလုံးတွေ့လို့ပေါ့နော်စင်ကာပူမှာနေရလူဆိုရင်တော့နားလေတယ်စင်ကာပူနဲ့ဈေးတဝက်กว่าတယ်နော်စင်ကာပူမှာစားလို့100ကျော်ဆိုရင်ဒီမှာစားရင်စင်ကာပူ50ကျော်ပဲじゃဒါကြောင့် high တီလုံးလဲစားခဲ့ဖို့မမေ့နဲ့နော် ါလေးကတော့ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်များစွာကသမိုင်းကဒီလိုမှန်လေးနဲ့လမ်းပေါ်မှာ safe လုပ်ထားတာပေါ့နော်ပြီးကျင်းရော့ကိုရောက်ဖို့တူတိုင်းတော့ဒီဟာလေးကိုမြင်တွေ့ရမှာဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်ရှင် like and subscribe လေးလည်းလုပ်ဖို့မမေ့နဲ့နော်